ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္ဂနွေညပရီးမီးယားလိပွဲစဉ်တွေတဲ့ကည7:00နာရီမှာရှင်ပြိုင်ကစားမဲ့ Brentford နဲ့ Manchester City တို့ရဲ့ပွဲလေးကိုသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာဒီစီစဉ်မှာတော့ကျွန်တော်နဲ့အတူကုဆိုးကြီးကနေပြီးတော့ပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဝေးမင်္ဂလာပါဗျာမင်္ဂလာပါကို Brentford ကဒါပြီးခဲ့တဲ့တစ်ပတ်က Manchester မြို့ကန်ပြိုင်ပွဲပေါ့လေ City ရဲ့မြို့ကန်ပြိုင်ပွဲ United ကို3-2နဲ့ဒါနိုင်ခဲ့တယ်ဒါဆက်တိုက်ပါပဲဒါ Manchester နောက်သတင်းနဲ့သူအဲ့ခံကစားရဖို့ရှိတယ်အဲ Brentford ကဒီရသည်မှာဘယ်လိုပြောမလဲသူကြလေးတကူတော့ဗောနော်ဒီခန်းစစ်ကနေတိုက်စစ်ကို direct ပြပိုးတဲ့ဘောလုံးကြီးကသူတို့ကြီးကိုပဲအားကောင်းတော့ကျွန်တော်တွေ့ရမမက်ရဆိုတော့ Chelsea ကိုတွင်းခဲ့တဲ့ပထမဂိုးနော်ဒါရှာတဲ့ရဲ့ကိုနော်ဘယ်တော့ကီဗီရှာတဲ့ရဲ့ကိုကလည်းဒီလိုမျိုးပုံစံနဲ့တွားတာကိုကျွန်တော်တွေ့ရတယ်ပြီးခဲ့တဲ့ United နဲ့ပွဲမှာဆိုလည်းဒါပထမကိုပေါ့နော်အဲမကွာရလူချုံဖမ်းတာမတည်တက်လိုက်တဲ့ပုံပေါ်လိုမျိုးအဲ့ပေါ်လိုမျိုးဆိုလည်းဒါဒီခန်းစစ်ကနေ တိုက်စစ်ကိုသွားတာတတော်ကြီးကိုကောင်းလာအောင်လေတွေ့ရတယ်ဒီတော့ပထမဆုံးအနေနဲ့ဒါကဆိုရင်ဒီပွဲအမြင်လေးပေါ့လေဒါထုံးတဲ့တိုင်းပါပဲဒီပွဲအမြင်ဘလို့အနေထားမျိုးရှိတယ်ဆိုတာလေးပဲစာပြီးမိတ်ဆက်ပြောပြပါဦးဗျဟုတ်ကဲ့ပါဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါဖတ်ကြည့်လိုက်တော့နှစ်သင်းစလုံးကဒီရာဒီမှာ first break တွေကနေ goal ရထားတဲ့အသင်းတွေပေါ့နော်နှစ်သင်းလုံးက3 goal စီရထားတယ်အဲ့ထက်မှာအခုပြောတော့ပဲ brandvo ဆိုရင် united နဲ့ပွဲမှာပထမ goal ကလောင်ဘောကနေဒါ igotia ကတစ်ချက်ထိနေတောင်းနေဟိုဒါအပေါ်တောင်းကိုကန်သွားတာပေါ့တော်တော်လှတဲ့ ကိုပါကန်ချက်ကလည်းတော်တော်နောက်တစ်ချိန်ပြန်ကန်ဖို့မလွယ်တဲ့ကိုမျိုးဒီနောက်နှစ်ကိုကျတော့အဲ့လိုတိုင်ဘက်တိုက်စစ်ဆင်တဲ့အနေထားကနေပြန်ပြက်ပြီးတော့တို့အဲ့လို first break တည်းကနေကြားထားပါဘောနှစ်ကိုစလုံးကတော်တော်လေးတရားဒီလုံးအနေထားနဲ့ကြည့်မယ်ဆိုဒီရာဒီကစားထားတဲ့ဘက်မှာ United ကိုနိုင်တဲ့ဘက်ကတို့အတွက်ကစားရတာတော်တော်လေးဟိုတောက်တောက်တတရှိပြီးတော့ကစားအကောင်းဆုံးဘက်လို့ကျွန်တော်ထင်တယ်ဒီရာဒီမှာတို့ခုနှစ်မှတ်ရထားတဲ့မှာထူးခြားတာ Brentford ကအိမ်ကွင်းနေမှာအမှတ်တရယူထားတဲ့အသင်းပါနော်အိမ်ကွင်းမှာယူရဲ့အဲ့ခုနှစ်မှတ်လုံးယူထားတယ်ရာဒီအဖွင့်ပိုင်းမှာ Villa ကိုသူဒါ နိုင်ငံနဲ့ပေါ့နော်ပြီးရင်ချဲစီကိုတည်ရကန်နဲ့မန်ယူနိုက်တက်ကိုထပ်ပြီးတော့အနိုင်ငံထားဆိုရရထားတဲ့ရမယ့်အကုန်လုံးသူအိမ်ပေါ်မှာယူထားဆိုဒီနေ့မှလည်းဒီ form အတိုင်းပဲသူတို့ရဲ့အခုပြောသလိုပေါ့နော်ဒီ long ball တွေ throw in တွေ set speed တွေကနေပြီးတော့ဒါ man city ကိုဒုက္ခပေးမှတင်တယ် man city ကတော့တဖြည်းဖြည်းနဲ့ဟိုခြေစွမ်းပိုင်းရောတဲ့ပတ်ပြည့်ဒီ system အောက်မှာအသင်းရဲ့ဒီကစားသမားတွေကပူအသားကျလာလို့ခံစားရတယ်အရင်လို back barrier လာကစားသမားတွေအမြဲတမ်းအပြောင်းလဲလုပ်ပြီးတော့ ွားနေတာမျိုးမဟုတ်တော့ဘူးတတိငင်ငင်လေးနဲ့ပေါ့နော်သူတုံးနေတဲ့ဒီ411ဆိုတဲ့ဒီပုံစံတိုင်းလေးပဲချန်ပီယံလိမာတော့တို့ဒါမိုနာကိုနဲ့တည်ကြထားရဆိုပေမဲ့ပွဲပြီးကနေမှမှပနယ်တီပေးလိုက်ရအဲ့ပွဲမှာလည်းခြေစွမ်းပိုင်းရတော်တော်လေးဒါမှစတီကစားတာကောင်းတယ်အထူးသဖြင့်တိုက်စစ်ကဟာလန်ကတော်တော်ကြောက်စရာကောင်းလာအောင်ဝူတင်တော့တာမြင့်တက်နေပြီးတော့ပရီးမီးယားလိမာဒီယာဒီဒါ6ပွဲမှာ6ဂိုးသွင်းထားတယ်ချန်ပီယံလိနှစ်ပွဲမှာလည်း3ဂိုးသွင်းထားတယ်ဒီယာဒီအခုကျွန်တော်ဒါ7မအကုန်ဒီအော်တိုဘာလာဆန်းပဲရှိသေးတယ်သူ့ရဲ့ဒီယာဒီပြိုင်ပွဲစုံသွင်းကိုက10ဂိုးလောက်ရှိနေဆိုတော့ ဟာလန်ကောင်းလာတာတခုတည်းမဟုတ်ဗျာဒီကွန်းလယ်မှာဖိုဒန်ပါလာတဲ့အပိုင်းရယ်ဖိုဒန်ကွန်းလယ်စင်ထရယ်ဇုံမှာပါလာပြီးတော့တော်တော်လေးလှုပ်ဖြစ်လာတယ်သူသဖြင့်ကျွန်တော်ဒီနေ့မှာစောင့်ကြည့်ရမှာတော့ဒိုကူပေါ့နော်ဒိုကူရဲ့တူးချင်းအတိုးအလှုပ်တွေအရင်တည်းကလည်းဒိုကူကလှုပ်တာပဲအလိန်ခေါက်တွေနဲ့သွားနေတာဒါပေမဲ့အဲ့တုန်းကသူသွားတဲ့ပုံစံကတိတ် impact မဖြစ်ပဲနဲ့အခုကျတော့သူ့ရဲ့ဒီအတိုးအလှုပ်တွေကအရင်က impact ဖြစ်လာတယ်ပြီးတော့ဟာလန်နဲ့ပို့ပြီးအတွဲဖက်မိလာတယ်တူးချင်းတွေမှာလည်းဟိုဘောလုံးအပြတ်တွေနဲလာတယ်ဆိုတော့ဒီအချက်တွေကမန်စီးတီးရဲ့အဓိကပြောင်းလဲသွားတဲ့အချက်တွေထဲမှာ ထင်သာမြင်သာအခြေဆုံးခြင်းတယ်နောက်ပိုင်းထပ်ပြောရရင်တော့ဒီခန်းစစ်ကြောင်းမှာကာဗာရီယိုနဲ့ကျွန်တော်တို့ဒါ DS12 ပြီးနောက်ပိုင်းပူငိန်သွားတာမျိုးတွေဒီခန်းစစ်ကြောင်းမှာ Orion လေးကိုနောက်ပိုင်းမှာနေရာပေးလာတာတွေကိုယ်လည်းမှာဆိုရင်ဒါ Rodi တန်ရာကြောင့်မပါနိုင်တဲ့ပွဲတွေမှာ Nico Gonzalez ကစားတယ် Rodi ပြန်ကောင်းလာတဲ့အချိန်မှာ Rodi ပြန်ဝင်လာပြီးတော့ကိုယ်လည်းမှာ Rodi ရဲ့ဒါ Writers ရဲ့ကျွန်တော်တို့ဒါ Foden ရဲ့၃ယောက်ဒီ Triangle ပုံစံလေးကတော်တော်အလုပ်ဖြစ်လာဆို Man City ကတဖြည်းဖြည်းနဲ့ကြီးရတာအသင်းနဲ့ပို့ပြီးအသားကျလာပြီသူရဲ့အကောင်းဆုံးပုံစံမဟုတ်သေးတဲ့အောင်မှာမန်စီးတီးကလမ်းကြောင်းမှတစ်ခုကိုရောက်လာပြီလို့ပြောလို့ရတယ်ပေါ့ ဟုတ်ကဲ့ပါပြီးခဲ့တဲ့ຢာဒီကတော့စီးရီးယားဒီຢာဒီအစပိုင်းလေးနည်းနည်းရလက်ကောင်းပြီးတော့နောက်ပိုင်းတော်တော်ကြီးရုန်းကန်ရတယ်ဟုတ်ကဲ့ရုန်းကန်ရတဲ့ဒီထားမျိုးကျွန်တော်တွေ့ရတယ်အခုနောက်ပိုင်းကတော့ဒါစီးရီးကဘလုံးပိုင်ဆိုင်မှုဒါရော့ကျသွားတော့ဒါအသေးချပါပဲကျွန်တော်ဒါအချက်လက်တွေရကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ຢာဒီကဒီသူ့ရဲ့ average position က66ရာခိုင်နှုန်းလောက်ရှိတယ်ဒီနေ့မှဆိုရင်ဒါ90ကျော်လောက်ပဲရှိတယ်ဆိုဘလုံးပိုင်ဆိုင်မှုကို short ချလိုက်ပြင်မဲ့ဘလို့ပုံစံမျိုးနဲ့ပဲချင်းကချင်းကစီးသီးဟာလက်ရှိမှာတော့ဥရောပရဲ့ ဒီထိတ်တန့်အသင်းတသင်းဆိုတာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအားကောင်းတဲ့ပုံစံပေါ့နော်ဟာလန်လည်းအကောင်းဆုံးပုံစံရနေဆိုတော့တေချာပါလေဒီပွဲမျိုးမှာလည်းဟာလန်ဘာလို့ပြမလဲဒူကူဘာလို့ပြမလဲဆိုတာကိုပဲကျွန်တော်ဒါကြည့်ရမယ်လို့ထင်တယ်ကျွန်တော်တစ်ချက်စိုးရင်တာတကူကကြတော့ City ပေးရတဲ့ DRD Premier League မှာပေးရတဲ့ကိုယ်တွေကကြည့်လိုက်တော့ဒီ Highline Defense ကစားတဲ့အခြေအနေတကူမှာကျွန်ထွက်သွားတဲ့ဘောလုံးတွေကိုမလိုက်နိုင်တာတကူပေါ့နော်ဒီမှာ Brentford ကကြတော့လေအဲ့ပုံစံမျိုးဖမ်းပြီးတော့မှကစားတယ်ဒါ Igor Tiago ပဲဖြစ်ဖြစ်ကင်မင်ရှာတွေပဲဖြစ်ဖြစ်ဒီကစားမားတွေကိုဒါဘယ်လိုပြောလဲတစ်ဖက်သင်းရဲ့ ဒီနောက်ဆုံးခန်းစစ် line အနားမှာပဲကတ်နေပြောမှာဒီ direct body နဲ့တိုက်စစ်ဆင်တယ်ဆိုတော့ဒီဘိုင်းကရောဒါ Brandfoot ရဲ့ဘယ်လိုပြောမလဲပုံမှန်သုံးနေကြတိုက်စစ်ဆင်ခွက်နဲ့ဒါ CD ကိုထိုးနဲ့လာနိုင်ချေရှိရလို့ကိုစိုးထင်လာမသိပြကျွန်တော်ထင်တော့ဒါကိုလည်း Pack Variola ကတခြားမြင်ထားပါဘောနော်သူလည်းဒီ Brandfoot ရဲ့အာသာချက်တွေကိုတွေ့ထားမှာဆိုတော့ဒါအဲ့အတွက်လည်းသူကပြင်ဆင်လာလိမ့်မယ်လို့ထင်တယ်ပြီးတော့သူ့ရဲ့အာသာချက်ကိုလည်းကောင်းကောင်းသူအပြန်အသုံးချဖို့အတွက်ပြိုင်ဘက်ရဲ့အားနည်းချက်ကိုလည်းသူရှာလာမှာပဲဆိုတော့ ပေါ်ရတော်တော်လေးဒါစိတ်ဝင်စားစရာကောင်းတယ်ပုံမှန်ဆိုတော့ Brandford ကကျွန်တော် United ကိုမနိုင်ခဲ့တိတော့သိပြောစရာမရှိဘူးကွာ United ကပဲသူ့ကိုဇက်ရှိန်မြင့်ပေးလိုက်တော့ဖြစ်ပြီး Brandford နဲ့ပတ်သက်ရင်ကျွန်တော် ပြောစရာတွေကပေါ်လာသူ့ရဲ့ဒီကစားဟန်တွေထိအောင်မှုတွေကပုံမြင်လာရတယ်ဆိုတော့ Man City ကတော့ဟို United ရဲ့ဆိုင်အများကြီးပို့ပြီးတော့เนาะနေရာစုံမှာပို့ပြီးတောင့်တင်းတဲ့အသင်းဆိုတော့အဲ့လောက်ကြီးထိတော့သူလှုပ်ဖို့တော့မလွယ်ဘူးတစ်ဖက်ကပြန်ကြည့်အောင် Man City ကတစ်ဖက်ရဲ့ဒီအာသာချက်ကိုဘယ်လိုပြန်ပြီးတော့ပြန်ထိုးနှက်မလဲပေါ့เนาะဒီချက်တွေတော့ကြည့်ရမယ်နှစ်သင်းလုံးကဒီယာတီမှာ ဒီ short win commission rate ကြီးလိုက်တော့လေနှစ်သိန်းလောက်အမြင့်ဆုံးအသင်းတွေမှာပါတယ်တိုက်ဆိုင်တာပေါ့နော်ဒီသူတို့နှစ်သိန်းရဲ့ရလာတဲ့အနေထားအဲ့ထက်မှမှ Frankfurt ကကြာအချိန်ရအတွက်အများကြီးရတာမဟုတ်ဘဲနဲ့ short commission rate ကမြင့်တာ Man City ကတော့အချိန်ရတလဲမြရတယ်အဲ့ရနေပြီးတော့ goal ဖြစ်ပြောင်းလဲနိုင်တယ်နှုံလဲမြရတယ်ဆိုတော့ဒီနှစ်သိန်းတွေးတဲ့ပွဲဆိုတော့ပွဲကတော့ကျွန်တော်ထားမထင်မှတ်တဲ့အနေထားမျိုးထပ်ပြီးတော့မြင်အောင်မထင်နဲ့ပုံမှန်ဆိုရင် Frankfurt ကသူ့အိမ်ကွင်းရောက်ရင် Man City ကိုလည်းရှိန်တက်တဲ့အသင်းပြတော့မဟုတ်ဘူးပေါ့နော်အရင်နည်းပြ Thomas Frank လောက်အောင်မှာဆိုအချိန်ချင်းဒုက္ခပေးမှုတဲ့အစင်လာလေးရှိတယ်ဒါပေမဲ့ဒီနှစ်ကတော့အဲ့လောက်ထိ လုံနိုင်မယ်လို့ကျွန်တော်သိမထင်ဘူးဟုတ်ကဲ့ကျွန်တော်ဒါက brand food ရဲ့ဒီ taxi seller နိုင်တဲ့အနေထားလေးကိုဒါကျွန်တော်သုံးသပ်ကြည့်တာဗောလေတစ်ဖက်မှာ CD ရဲ့အနေထားလေး CD taxi သွားမဲ့ပုံစံတစ်ဖက်က brand food ရဲ့ခန်းစစ်အနေထား brand food ကခန်းစစ်မှာတချို့ဘက်တွေမှာခန်းစစ်9ရောက်ထိခန်းစစ်စုံတွေမှာ9ရောက်ထိထားတယ်အဲ့ဒီမှာကွင်းလယ်2ရောက်နဲ့ပေါင်းပြီးတော့မှခန်းစစ်ကိုကောင်းကောင်းစင်ကူတယ်ဆိုရင်တောင်းမှဒီပိုင်းက brand food ကခန်းစစ်ကောင်းတဲ့အထက်မှာတော့မပါဘူးဗောနော်ဒီရသည်ပေးကူများတဲ့ အတင်းနဲ့မှာဒါတင်းပါဝင်ဖြစ်တယ်။ဒီဘက်မှာဟာလန်ကလည်းကျွန်တော်ဒါပုံစံပြောင်းပြီးတော့မှပုံစံပြောင်းကစားရဲဆိုတော့ကြောက်ဒီဘယ်လိုပြောမလဲ။အဓိကကွင်းလယ်နဲ့ချိတ်ဆက်ပြီးတော့မှကစားတာ၄နောက်တစ်ခုကကိုဘောလုံးကိုကွင်းလယ်မှာအကောင်းအထင်းပြီးတော့မှ drop three ဆင်းပြီးတော့မှယူတယ်။အဲအဲ့ပုံစံလေးကကျွန်တော်ဒါ draw ကိုအကောင်းလာတွေ့ရ။နောက်တစ်ခုကကြောက်သူကိုယ်တိုင်ဘယ်လိုပြောမလဲ။ဂိုးသွင်းလာတဲ့ဆိုင်ဒီကစားဘော်တွေကိုသွင်းအောင်လဲကိုပုံပတ်သက်မှုလေးလဲတော်တော်လေးကိုများလာပါလေဟာလိုင်းရဲ့ဒီတိုက်စစ်စင်ပုံကလည်းကျွန်တော်အပြောင်းလဲတွေဖြစ်လာတယ်ဆိုတာ ျွန်တော်တီးကြတော့ကြာကြိုက်ထားပြီပေါ့နော်အဲ့တော့ CD ဟာ Brandfoot ရဲ့ဘယ်ခန်းစစ်အားနဲ့ကျဘယ်ဘိုင်းဟိုဘယ်လိုပုံစံမျိုးနဲ့ဒါအသုံးချနိုင်မလို့ဒါကိုဆွေးထင်လည်းမသိဘူးဟုတ်ကဲ့ပါဒါ Brandfoot ခန်းစစ်ကတော့အခုပြောသလိုပေါ့နော်အရင်ကြီးတည်ငြိမ်ထမ်းပါတော့မပါဘူးသူတို့ရဲ့တဦးချင်းနေမှာလဲအဲ့လောက်ကြီးထိဟိုတဦးချင်းနေမှာခြုံထွက်နေရမျိုးတိတ်တော့မရှိဘူးနော်သူတို့ကိုယ်တိုင်လည်းခန်းစစ်အားနဲ့ကျရှည်ဆိုတော့ဒါကွင်းလေကိုအဓိကအตาရဖို့ကြိုးစားမယ်ကွင်းလေမှာဒါ Jordan Henderson ကအဓိကဦးဆောင်တယ်ပေါ့ပြီးရင်ရာမိုလွတ်ရှိတယ်ဒန်စကတော့ attacking အတွက် ဒိုက်စင်နှစ်ယောက်ရဲ့နောက်ကနေအတက်ကင်သွားတာပုံများတယ်ဗောတကွင်းလည်းသုံးယောက်တန်းမယ်ဆိုရင်ဒန်စကတ်လည်းရှိအဲ့ဂျားတဲ့ဟိုပဲမက်ဆီဒီကကောင်းကောင်းထိုးနှက်နိုင်မယ်ဆိုရင်မက်ဆီဒီအတွက်ဒါအခွင့်အရေးရှိနိုင်တယ်အဲ့နေရာအတွက်ကလည်းရိုဒီပြန်ပါလာမလားရိုဒီကချန်ပီယံလိမှာကစားတာသူ့ကိုဆက်သုံးမလားဒါမှမဟုတ်တခြားဘယ်သူ့ကိုသုံးမလဲဗောနော်ကွင်းလည်းမှာရိုက်ဒါရဲ့ရိုဒီရဲ့နှစ်ယောက်အထိုင်နဲ့ပြီးရင်သူတို့ရှေ့မှာဖိုးတန်ရှိမယ်ဆိုရင်အဲ့ကွင်းလည်းကိုထိုးနှက်နိုင်မယ်ဆိုရင်တော့ဒါတစ်ဖက်ရဲ့ Brandford ကိုဖြိုးလို့ရမယ်လို့ထင်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါကတော့ဒီ Brandford ရဲ့ဘယ်လိုပြောမလဲခန်းစစ်အားနည်းချက်ကလည်း တိတာပါတယ်ကျွန်တော်ကပြီးခဲ့တဲ့ United နဲ့ပွဲမှာ United ကဒီတချို့တိုက်စစ်ဆင်းတဲ့ဟာတွေကြတော့ဟိုဘယ်လိုပြောမလဲခိုးကန်သွင်းမှုတွေမထီရောက်ခဲ့တာပေါ့နော်တကယ်တော့ထီရောက်ခဲ့မယ်ဆိုရင်ဒါ Brentford ဒီလမကပူပြီးမှခက်ခဲနိုင်တယ်အနည်းဆက်တော့ဗျာဒါ Bruno ရဲ့ penalty ဝင်သွားရင်ကိုပဲဒါ Brentford တော့ဒါလွယ်ကူတဲ့နိုင်ပွဲဖြစ်လာမှာတော့မဟုတ်ပေါ့နော်အဲ့တော့ Brentford ရဲ့ခံစားအားနည်းချက်ကိုဒါ City အသုံးချနိုင်မလားတစ်ဖက်က City ရဲ့ဒီ high line defense ကိုလည်းဒါ Brentford က ဘယ်လိုပြောမလဲလောင်ပတ်စ်တွေနဲ့အသုံးချနိုင်မလားဆိုတာကျွန်တော်ဒါကြည့်ရဖို့ရှိပါတယ်စီတီကလည်းဒါကိုဆိုဆောပိုင်းမှာပြောတဲ့အထက်မှာလည်းပါတယ်ဒါပုံစံတွေပြောင်းလာတယ်ဗောလေပုံစံတွေပြောင်းလာတဲ့မှာပါတယ် brand flow ကလည်းဒါအားလုံးသိပြီးတဲ့အချိန်မှာဒါတေကန်ဘောနဲ့ပတ်သက်လာရင်တော်တော်လေးကိုအားကောင်းတဲ့အတင်းတင်းပေါ့နော်အထူးဖြစ်တာလက်ပစ်ဘောတွေဆိုရင်လည်းဒီ program လည်းအကောင်းအောင်အသုံးချတတ်တဲ့အတင်းတင်းဖြစ်တယ်ထောင်ကံဘော်တွေလည်းကောင်းအောင်အသုံးချရတဲ့အသင်းဖြစ်တဲ့ဒီလိုပွဲမျိုးမှာဂွာဒီယိုလာရဲ့ညီပြူဟာနဲ့ဒါဘရန်ဖိုးရဲ့ညီပြူဟာ အပြည့်မှုကတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမယ်လို့ထင်တယ်။ဒီတော့ဒီအပြည့်မှုအခြေအနေလေးကိုလည်းဒါနောက်ဆုံးပိတ်အနေနဲ့ကိုယ်စွေးသုံးသပ်ပြီးပါအောင်ပြ။မှန်ပါတယ်။ Brentford ရဲ့ဒီရာဒီရခဲ့တဲ့ဂိုးတွေကလည်းအခုပြောသလိုပဲတကယ်ကိုဒီ long ball တွေနဲ့ long throw တွေနဲ့ဒီ set piece တွေပေါ့နော်အဲ့လိုသွားရတဲ့နေရာမှာအရင် Thomas Frank လက်အောက်မှာတည်းကဒီတင်းကဒီလိုကစားခဲ့။ဒါပေမဲ့လက်ရှိနေပြလက်အောက်မှာလည်းအဲ့လိုပုံစံမျိုးဆက်သွားနေရဲဆိုတော့ဒါကိုကင်တွယ်ဖို့အတွက် Guardiola အသေးချာပေါက်လှုပ်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်။ပြီးတော့သူ့ရဲ့ဒီရာဒီသွားနေတဲ့ပုံစံကဒီလို ပြိုင်ပြန်မျိုးတွေကိုဖြိုခွင်းဖို့အတွက်သူ system ကိုပုံစံပြောင်းလာတယ်ဆိုပြီးတော့ဂိုသမားနေရာမှာလည်းဒေါ်နာရမာရလိုက်တာကြတော့ဒေါ်နာရမာရဲ့ဒီကာကွယ်မှုတွေသူ့ရဲ့ဒီခက်စစ်ကို demand လုပ်တဲ့အပိုင်းတွေ sip လုပ်တဲ့အပိုင်းတွေကအရင်အီဒါဆန်နဲ့ဘာမှမဆိုင်တော့ဘူးနော်အီဒါဆန်ကဘောလုံးဖြန့်ဝေမှုတွေဘောလုံးပေးပို့မှုတွေကောင်းလာမှာပဲဒေါ်နာရမာကျအဲ့အပိုင်းခက်စစ်ကိုပို့ပြီးမောင်းနေတဲ့အပိုင်းပို့ကောင်းတယ်ပြီးတော့သူတို့သွားမဲ့အမြင့်ဘောတွေကိုဒေါ်နာရမာမှာကောင်းကောင်းကန့်တွင်နိုင်တဲ့ဂိုသမားဆိုတော့ဒါကိုပက်ကွာရီလာတေချာပေါက်ပြင်ဆင်လာမယ်ဆိုတော့ဒီပွဲကမတူတဲ့ပုံစံနှစ်ခုပေါ့နော်တစ်ဖက်တသင်းရဲ့အားသာချက်ကိုတသင်းကထိုးနှက်ဖို့ စ조사လာမယ်ဆိုတာတော်တော်လေးကိုဒီဘက်ကစိတ်ဝင်စားစရာကောင်းတယ်ပြီးတော့ Guardiola အတွက်သူအပြေရှာတွေ့မလားပေါ့နော်ဒီလိုအသင်းတွေကိုရင်ဆိုင်မှုသူပြင်စားလိုက်ပြင်ဆင်လာခဲ့တဲ့သူ့ရဲ့ဒီနီးပြောဟာအပြောင်းနီးပြောဟာအပြောင်းလဲဘယ်လောက်ထိလုတ်ဖြစ်မလဲဆိုတာအဓိကကြည့်ရမယ်ဟုတ်ကဲ့ပါဒါနီးပြောဘက်ကတော့တော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းတဲ့အနေထားလို့ကျွန်တော်ဒါပြောလို့ရပါတယ် ဒါ Brentford ကရဲကျွန်တော်ဒါ Man City ကတော့ပြီးခဲ့တဲ့ဒါနောက်ပိုင်းနှစ်ဒီမှာဆိုရင်ဒုက္ခပေးနိုင်တဲ့ထဲမှာပါတယ်ဗောလေအဲ့ဒါအထူးဖြစ်တာအင်ကွင်းမှာဆိုရင် City ဆီကနေအမှတ်ယူနိုင်ခဲ့တဲ့ဟာမျိုးလေးရှိရဆိုတော့ဒီအစင်လောက်ဆက်ထိန်မလားဒါမှမဟုတ်ဒါ Guardiola ရဲ့နီးပြွာပြောင်းလဲတွေ ਆ ပဲဒါ Brentford ရဲ့နီးပြွာကိုအနိုင်ယူသွားမလားဆိုတာကျွန်တော်ဒါတနင်္ဂနွေနေ့မှာအတူကြည့်အောင်ပါဒါအခုလိုမျိုးဒါသုံးသပ်ပြီးတော့အတွက်ကိုစိုးကိုဂျေဆုထုတင်ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ Soccer House ပရိသတ်အူချင်းစီကိုလည်းဂျေဆုထုတင်ရှိပါတယ်ခင်ဗျာ